ျွန်တော်တို့ရဲ့အုံနောက်ထဲမှာစလုံးတွေကရှုပ်ပွားနေတဲ့အခါဘာတွေဖြစ်မလဲမြင်အောင်ကြည့်ပါအဲ့ဒီအခါဘဝမှာလမ်းပြောက်တလို့ခံစားရနိုင်တယ်ဒီဗီဒီယိုလေးမှာ Terry Faber ရေးသားထားတဲ့ AI Making Myself Clear ဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း30ပိုင်းနဲ့ကျွန်တော်တို့ဆွေးနွေးသွားပါမယ်ရှင်းလင်းပြသမှုကဘလောက်ထိအရေးပါလဲဆိုတာကိုဥပမာတွေနဲ့ရှင်းပြသွားမှာပါရှင်းလင်းမှုရဲ့အရေးပါပုံ ရှင်းလင်းမှုကအရာရာထက်အရေးကြီးဆုံးပဲဗျရှုပ်ထွေးတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းပြောနိုင်မှတမိုးရှိတာမရှင်းရင်ဘာမှအရာမထင်ဘူးလူတွေက နားမလဲရင်မယုံကြည်ကြဘူးဥပမာအနေနဲ့ဘဲလန့်ရှိကို ကြည့်မယ်ဆိုရင် ရှုပ်ထွေးတဲ့စည်ရင်စရာတွေကိုရှင်းရှင်းလင်းလင်းနဲ့ပေါ်ပြနိုင်မှကုမ္ပဏီရဲ့ position ကိုတိတိကျကျသိနိုင်မှာပါဒါအပြင်ဝေါ်ဟာရတွေကိုလည်းတတ်နိုင်သလောက်ရှင်းအောင်သုံးသင့်တယ်နားလဲရလွယ်ကူတဲ့စကားလုံးတွေနဲ့ပြောရင်လူတွေက ပို့ပြီးနားလဲနိုင်တယ် ဘသူကိုပြောနေတာလဲကိုယ့်ရဲ့စကားကိုနားထောင်မဲ့သူတွေကိုအရင်ဆုံးသိဖို့လိုတယ်သူတို့ကဘာတွေသိပြီးပြီလဲဘာကိုစိတ်ဝင်စားလဲသူတို့ရဲ့ဘဟုတုတ္တအပေါ်မူတည်ပြီးကျွန်တော်တို့ပြောမဲ့အကြောင်းအရာကိုချိန်ညှိရမယ်ဥပမာသိပ္ပံပညာရှင်တွေနဲ့စကားပြောတာနဲ့တာမန်လူတွေနဲ့စကားပြောတာမတူဘူးပေါ့ဒါကိုကျွန်တော်တို့သတိထားရမယ်နော်အစီအစဉ်တကြပြောဆိုခြင်း စကလုံးတွေတင်မဟုတ်ဘူးပြောမဲ့အကြောင်းအရာရဲ့ဆက်ထွက်ချက်ကလည်းအရေးကြီးတယ်။ဘာကိုအရင်ပြောမလဲ။ဘာကိုနောက်မှပြောမလဲ။ဆိုတာကိုစဉ်းစားထားရမယ်။အဓိကအချက်တွေကိုအရင်ပြောပြီးမှအသေးစိတ်ကိုဖြည့်ဆွတ်တင်တယ်။မိကုံချုပ်တဲ့အခါမှာအဓိကအချက်တွေကိုပြန်ပြီးအလေးပေးပြောရမယ်။အစအလဲအဆုံးသေးချာစီစဉ်ထားမှနားထောင်တဲ့သူကစိတ်ဝင်တစားနားထောင်မှာပါ။လွယ်ကူသောစကားလုံးများတော့မှ ခက်ခဲတဲ့စကလုံးတွေကိုတတ်နိုင်တဲ့လောက်ရှောင်းပါရိုးရှင်းတဲ့စကလုံးတွေနဲ့ပြောရင်ပို့ပြီးနားလဲလွယ်တယ်အဲ့ဒါကိုသတိထားရမယ်ဥပမာ technical အန်းတွေကိုသုံးရမယ်ဆိုရင်လည်းအဲ့ဒီစကလုံးရဲ့အထိပ္ပယ်ကို ရှင်းရှင်းလင်းလင်းဖွင့်ပြတင်တယ်မဟုတ်ရင်နားထောင်တဲ့သူကဘာမှနားလဲမှာမဟုတ်ဘူးဥပမာများဖြင့် ရှင်းပြပါခက်ခဲတဲ့အကြောင်းအရာတွေကိုဥပမာတွေနဲ့ရှင်းပြရင်ပိုပြီ နားလည်လွယ်တဲ့ဥပမာတစ်ခုပေးမယ်။ DNA ဆိုတာဘာလဲ။ DNA ဆိုတာလူတစ်ယောက်ရဲ့ဘလူးပရင့်လိုပဲ။အဲ့ဒီလိုဥပမာတွေပေးခြင်းအဖြစ်ရှုပ်ထွေးတဲ့အရာတွေကိုရိုးရှင်းတဲ့အရာတွေနဲ့ချိတ်ဆက်ပေးနိုင်တယ်။လူတွေကပို့ပြီးစိတ်ဝင်စားလာမယ်။ပုံတွေနဲ့ရှင်းပြပါ။စာလုံးတွေထပ်ပုံတွေကပို့ပြီးအတိတ်ပဲရှိတယ် ဒါပေမဲ့မှန်ကန်တဲ့ပုံကိုရွေးချယ်တတ်ဖို့လိုတယ်။ graph တွေချက်တွေနဲ့အချက်လက်တွေကို ရှင်းပြရင်လူတွေကပို့ပြီးမြင်သာလွယ်ကူမယ်။ပုံတွေကိုသုံးတဲ့အခါရိုးရှင်းအောင်ထားပါ။အယောင်တွေကိုတေချာသုံးပါ။အဓိကပြောချင်တဲ့အချက်ကိုပေါ်လွင်အောင်လုပ်ပါ။တိကျစေရန်ပြန်လည်တည့်ဖြစ်ပါ။ရေးပြတာနဲ့ပြီးသွားပြီလို့မထင်လိုက်နဲ့။ပြန်ပြီးတည့်ဖြတ်ဖို့လိုတယ်။မလိုအပ်တဲ့စကားလုံးတွေကိုဖယ်ရှားပါ။ ရှုပ်ထွေးတဲ့စာကြောင်းတွေကို ပြန်ရေးပါပြီးတော့ကိုယ့်ရဲ့အလုပ်ကိုအတန်ထွက်ပြီးဖတ်ကြည့်ပါအဲ့ဒီအခါမှာအဆင်မပြေတဲ့နေရာတွေကိုတွေ့နိုင်တယ်ပြီးရင်တငယ်ချင်းတွေကို ပြပြီးအကြံဉာဏ်တောင်းပါဇလံပြောခြင်းကိုအသုံးချပါတိတ်ပတ်ဆိုင်ရာအကြောင်းအရာတွေကိုပြောတဲ့အခါဇလံတွေနဲ့ပြောရင်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဥပမာရှာဖွေတွေ့ရှိမှုတစ်ခုရဲ့ခရီးအကြောင်းကိုပြောပြပါ ဒါမှမဟုတ်လူတွေပေါ်ဘလို့တက်ရောက်မှုရှိလဲဆိုတာကိုပြောပြပါဇလန်းထဲမှာအခက်ခဲတွေအောင်မြင်မှုတွေကိုထည့်ပြောပါဏိဒန်းနဲ့ဏိကုံးကိုဆက်ဆက်ပေးပါအထင်မြင်မများကိုဖြည့်ရှင်းပါလူတွေကဘာတွေကိုအထင်မှားနေလဲဆိုတာကိုအရင်ဆုံးနားလည်ဖို့လိုတယ်ပြီးမှအဲ့ဒီအထင်မြင်မတွေကို ရှင်းပြပါဥပမာလူတွေကကာကွယ်ဆေးတွေအကြောင်းကိုအထင်မြင်မှားနေရင်ကာကွယ်ဆေးတွေကဘာလို့အရေးကြီးလဲဆိုတာကိုရှင်းပြပါ လူသားဆန်သောအကြောင်းအရာများထဲပါတိတ်ပံပညာဆိုတာအချက်လက်တွေတည်းမဟုတ်ဘူးအဲ့ဒီအချက်လက်တွေကလူတွေရဲ့ဘဝကိုဘယ်လိုပြောင်းလဲစေလဲဆိုတာကိုပြောပြပါဥပမာတင်းရဲ့သူတေသနာကလူတွေရဲ့ကျန်းမာရေးကိုဘယ်လိုကောင်းမွန်စေလဲဆိုတာကိုရှင်းပြပါဖြစ်နိုင်ရင်လုပ်ငန်းတွေနဲ့ဖြစ်စေမူဝါဒချမှတ်သူတွေနဲ့ဖြစ်စေပူးပေါင်းဆောင်ရွက်မှုတွေကိုထည့်ပြောပါတင်းရဲ့အလုပ်ကဘယ်လောက်အထိအရေးပါလဲဆိုတာကို လူတွေကိုပြပါ ဒီဗီဒီယိုမှာကျွန်တော်တို့ရှင်းလင်းမှုရဲ့အရေးပါပုံကိုဆွေးနွေးခဲ့ကြတယ်။ Terry Faber ရဲ့စာအုပ်ထဲကအချက်တွေကိုအခြေခံပြီးဥပမာတွေနဲ့ရှင်းပြခဲ့တယ်။ဒီအချက်တွေကိုလက်တွေ့ဘဝမှာအသုံးချပြီးပို့ပြီးရှင်းလင်းတဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေလို့ကျွန်တော်တို့မျှော်လင့်ပါတယ်။